ဒီလူကမျိုးပြဘွားစီကထွက်ပြေးခဲ့ပြီးတောတောင်ထဲမှာသွားနေထိုင်ခဲ့ပေမဲ့သူမျိုးနဲ့မထားတာတွေကစောင့်ကြိုနေခဲ့တယ်။ဇလန်လေးရဲ့အဆမှာတော့အလုတ်ကနေထွက်လိုက်ပြီးဖိုင်ဇာလို့ခေါ်တဲ့ရှားပါးရေကန်တစ်ခုရဲ့အနီးမှာသွားနေထိုင်နေတဲ့ယောက်ျားတစ်ယောက်ကိုပြသထားရင်းနဲ့စတင်ထားပါတယ်။သူကသူ့ဘွားရဲ့ကြံရှိတဲ့အချိန်တွေကိုဒီရေကန်ဘေးမှာကုံဆုံးကျင်နေတာဖြစ်ပြီးတော့ဒေသခံရွာသားတွေကြံပေးတဲ့အချိန်သူကကန်နာလီကတသားအင်ငယ်လေးတစ်လုံးကိုငွေ၈၀၀၀နဲ့ဝယ်ယူလိုက်ပါတယ်။ဒီညာလေးကမကျေပေမဲ့သူကတကူရဲသမားဆိုတော့ပြဿနာမရှိပါဘူး။ ိန်လေးရဲ့နောက်ဘက်မှာတော့နှင်းဖုံးနေတဲ့တောင်တန်းတွေရှိနေပြီးရွာသားတွေကထွက်မသွားခင်သူ့ကိုအမဲလိုက်တနက်တလက်ပေးခဲ့ပြီးတော့တယောက်တည်းနေတာတိတ်ပြီးတော့မလုံးကြုံဘူးလို့တော့သတိပေးခဲ့ကြပါတယ်။ဒါမဲ့တယ်ဒီကတော့တေကူးမဆိုင်ဘဲနဲ့ရွာသားတွေထွက်သွားပြီးတဲ့နောက်မှာတော့သူကပျော်ရွှင်စွာအော်ဟစ်နေလိုက်ပါသေးတယ်။အခုတော့ဒီနေရာကသူ့ရဲ့ကိုယ်ပိုင်ကဘာလေးဖြစ်လာပြီးတော့ဘာမှကိုဂယူးဆိုင်စရာမလိုတော့ဘဲနဲ့သူ့လှုပ်ချင်တာကိုလုံနိုင်ပြီပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးတော့သူကစိုးရင်ကြောင်ရုံမှုတွေကင်းမဲ့နေတဲ့သူ့ရဲ့အိမ်မက်ဘဝလေးကိုစတင်နေထိုင်နိုင်ခဲ့ပါတော့တယ်။ ူကငင်းငယ်မှုကိုခံစားရင်းနဲ့နင်းပေါ်မှာခဏတာလဲလျောင်းနေပြီးမှတသား AC ကိုပြန်လာခဲ့ပါတယ်ဒီနေရာလေးကသူ့ရဲ့ဘဝတစ်ချောင်းလုံးနေထိုင်သွားရမယ့်နေရာပဲလို့သူ့ကိုယ်သူပြောနေမိလိုက်ပါတယ်။တကယ်ဆိုအိမ်ကနေနေတော့ဟောင်းနေပေမဲ့လူတယောက်စာအတွက်တော့လုံလောက်ပါတယ်။သူကဂရင်ပေါ်မှာအိပ်ပျော်သွားပြီးတော့ညသကောင်ရောက်မှပဲနိုးလာခဲ့ပါတယ်။အပြင်ဘက်မှာတော့ဘူဂျင်ကအလွန်ကိုကြာစင်းနေပြီးတော့သူ့ရဲ့စားစာတစ်တာကသူဘလောက်ပဲစူးစမ်းဖွင့်ပေမရခဲ့ပဲနဲ့ခဲပြီးတော့ပိတ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ညစာအတွက်ခန်းကျင်သည့်စော်နှထုတ်ကိုပဲစားခဲ့ရပါတယ်။ အင်းနေသားကြောင့်ရေနဲ့လာတာနဲ့ရေအိုးကိုသွားကြည့်တဲ့အခါမှာတော့အိုးထဲမှာရေမရှိပဲဗလာဖြစ်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။ဒါနဲ့ပဲသူကပြင်ကနေရေကလေးတို့တုံးကိုယူလာလိုက်ပြီးတော့အရေးပြောင်းအထဲမှာထားလိုက်ပါတယ်။အရေးပြောင်းသွားတဲ့ချုံမြင်ပြီးအိမ်များတဲ့ရေကိုတောက်ပြီးတဲ့အခါမှာတော့တက်တီလေးလန်းဆန်းသွားပြီးတော့သူ့ရဲ့အိမ်ခန်းလေးကိုပြန်ဝင်လိုက်ပါတယ်။ဒါမဲ့သူကအနုတ်၄၀တက်နေတဲ့ရာသီဥတုမှာတကားမှမနေခဲ့ဘူးပါဘူး။အလေးချင်းလည်းမရှိတာကြောင့်သူကညဘက်မှာအေးခဲသွားလို့နင်းနီကိုဖြစ်ခဲ့ရပါတယ်။ ရုတ်တရက်သူကမိဘကိုတတိယလိုက်တာကြောင့်သူကတသားအချို့ကိုမြန်မြန်ပစ်ထည့်ပြီးတော့မီးလေးမွေးလိုက်တော့မှပဲအခန်းကတဖြည်းဖြည်းပြန်လွှဲလာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဒက်ဒီကကံပေးမှအချင်းကြာကြီးရက်နေခဲ့ပါတယ်။အနည်း30ကျော်အတွင်းမှာပထမဆုံးအချိန်ဖြစ်သူ့အနေနဲ့မြို့ရဲ့ဆူညံတန်နေတဲ့ဝေးရငြင်းငြမ်းမှုကိုအမှန်တကယ်ခံစားနေခဲ့ရပါတယ်။သူကသူ့ပစ္စည်းတွေကိုအိမ်ထဲကိုတဲသွားပြီးဟိုးဒီဒီပြန်ပြင်လိုက်ပါတယ်။ကလကဟောင်းတွေကိုလည်းဖယ်လိုက်ပြီးတော့သူယူလာတဲ့စာအုပ်တွေကိုစင်ပေါ်မှာတင်လိုက်ပါတယ်။ မကြခင်မှာပဲဒီတဲငယ်လေးကအိမ်တစ်ခုလိုမျိုးပုံစံပြန်ဖြစ်လာခဲ့ပါပြီ။အဲညမှာတော့အပြင်ဘက်မှာနှင်းတွေစတင်ကျဆင်းနေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့တတိယတောင်နိုးစင်မပါဘဲနဲ့တဘာဝအတိုင်းလေးဒီတိုင်းနိုးလာခဲ့ပါတယ်။ဒီနောက်မှာတော့သူကဘိုက်ပြေးဖို့အတွက်ဘာဗီကျူအသားငယ်လှုပ်ရှားပြီးတော့ဝိုင်းတစ်ခွက်တောက်လိုက်ပါတယ်။ပြီးတော့သူကသူ့ရဲ့အမဲလိုက်ရိုင်ဖယ်ကိုကောက်ကင်ပြီးတော့အိမ်နောက်ဘေးပတ်လည်ကိုလည်းရှောက်သွားကြည့်လိုက်ပါတယ်။ပထမဆုံးအချိန်ဖြစ်သူ့ဘဝကဖိချုပ်မှုအောက်မှာမရှိတော့ဘူးလို့ခန်းစားလိုက်ရပြီးတော့ စမ်းကြဲစွာနဲ့ပဲအဲ့ဒီခံစားချက်ကြောင့်သူကလုံးဝလွတ်လပ်နေတဲ့လူတစ်ယောက်လိုခံစားနေရပါတယ်။အဲ့ဒီညမှာတော့ Green Ball လဲလျောင်းနေတော့တက်ဒီကပြင်ဘက်ကနေထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူကတိတ်တိတ်လေးထွက်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါကကံဘောကရေခဲတွေအကွဲနေတဲ့အတန်ဖြစ်ကြောင်းတွေ့လိုက်ရပါတယ်။အဲ့တော့သူကရေခဲပြုံပေါ်မှာလဲချလိုက်ပြီးအောက်ကရေခဲကွဲတဲ့အတန်ကိုဂယူးတဆိုင်နားထောင်ရင်းနဲ့တဘာဝတရားကဖန်တီးထားတဲ့လှပတဲ့ဂီတအတန်တွေကိုခံစားနေလိုက်ပါတယ်။ ။နောက်တစ်ရက်မနက်မှာတော့ဒက်ဒီကဂရိယာပစ္စည်းတွေကိုထုတ်ပြီးတော့ရေခဲပြင်ကိုအပေါက်ဖောက်ကရေရအောင်လုပ်လိုက်ပါတယ်။ပြီးမှအဲကရတဲ့ရေကိုရေနွေးတယ်ပြီးတော့ရေနွေးနဲ့ရေချိုးလိုက်ပါတယ်။ဒါမဲ့ဒီလောက်နဲ့တင်မကျေနပ်သေးပဲနဲ့ဒက်ဒီကအေးခဲနေတဲ့ရေထဲကိုလည်းခုံချလိုက်ပြီးရေခဲရေစိမ့်လိုက်ကရေခဲနဲ့မီးနှစ်ခုစလုံးကပေးတဲ့ဆေးလုံရှားမှုကိုဓမြိုင်တထဲခံစားနေခဲ့ပါတယ်။အဲ့ဒီမှာပဲဝိုးဝတကောင်ကသူ့ရှိတဲ့တဲ့မှာယုတ်ရည်ကြီးပေါ်လာခဲ့ပါတယ်။ဝိုးကိုမြင်လိုက်ပြီးဒက်ဒီရဲ့နှလုံးခုန်တာတွေလည်းရက်လူနေနေဖြစ်ခဲ့ရပါပဲ။ကံကောင်းကျင်တော့ဝိုးဝကသူ့ကိုတတိမထားမိခဲ့ပါဘူး။ ဝဝငါလဲထွက်သွားပြီးတော့သူ့ရဲ့တသားအင်စီကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်။ကျောင်းလန်တရားနဲ့တက်ဒီကအိနာကနေအမြန်ပြေးပြီးတော့ဘေးကမ်းငယ်လေးတစ်ခုမှပုံကြည့်နေခဲ့ပါတယ်။ပရင်းမောက်ကနေဝဝရဲ့လှုပ်ရှားမှုတွေကိုလည်းသူကတိတ်တိတ်လေးစောင့်ကြည့်နေခဲ့ပြီးခဏကြာမှတော့ဝဝငါအိနဲ့ကနေထွက်သွားခဲ့ပါတယ်။ဝဝငါဘိုက်ပြေးသွားလို့ထွက်သွားတာဖြစ်ရမယ်လို့တွေးရင်တက်ဒီတယောက်ပရင်းမောက်ပြန်ဆုပ်လိုက်ပြီးတော့အပြင်ထွက်လိုက်တဲ့အချိန်မှာတော့အနာကျင်သွားခဲ့ရပါတယ်။ဝဝငါထွက်သွားပြီဆိုပေမဲ့သူ့ရဲ့အစားအစာအားလုံးနှိပါးကိုဖြစ်စည်းသွားခဲ့တာပါ။ အစားအစာကျွေးညာနေငယ်ပါတဲ့အချင်းနှောင်းငယ်လေးတစ်လုံးပဲကြံခဲ့ပါတော့တယ်။အဲညမှာတော့ဒက်ဒီကကြံခဲ့တဲ့အရာလေးတွေကိုပဲစားခဲ့ရပြီးအခုတော့သူ့မှာဘာမှမရှိသလောက်ဖြစ်နေရပါပြီ။နောက်တစ်နေ့မှာတော့သူ့ရဲ့အိမ်နောက်ဘက်ကတောင်တွေပေါ်မှာအမဲလိုက်ထွက်ဖို့ကလွဲပြီးတော့သူ့မှာရေးချင်စရာမရှိတော့ပါဘူး။တိတ်မကြခင်မှာပဲသူကတမင်တကောင်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဒက်ဒီကတခါမှတနက်မပြတ်ဖူးတာကြောင့်အကြာကြီးချိန်ရွယ်နေခဲ့ပေမဲ့နောက်ဆုံးမှလွဲချော်သွားပြီးတော့တမင်လဲထွက်ပြေးသွားခဲ့ပါတယ်။ တတိယောက်သမီးရဲ့နောက်ကနေပြေးလိုက်သွားပေမဲ့အောက်ကိုတေချာတတိမထားမိခဲ့တာကြောင့်မတော်တဆထောင်ချောက်တစ်ခုကိုတင်းနှင်းမိလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့ရဲ့ဘောဖနက်တွေကသူ့ကိုကားခွဲပေးနိုင်ခဲ့ပြီးသူ့ချက်တော့ကပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ရပေမဲ့ဒီလောက်အောင်ထိတော့ဒဏ်ရာမရခဲ့ပါဘူး။နောက်တနေ့မနေ့မှာတော့တတိကသူ့ရဲ့ဘောဖနက်ကိုဝစ်ပြီးတော့ကံရဲ့တခြားတစ်ဖက်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့အစီအစဉ်ကတော့သူ့အရင်ကမြင်ခဲ့ဘူးတဲ့ရွာငယ်လေးစီကိုသွားပြီးတော့လိုအပ်တဲ့ပစ္စည်းတချို့ဝယ်ဖို့ပါပဲ။နိုင်ပေါင်းများစွာလမ်းလျှောက်ပြီးတဲ့နောက်မှာတော့သူကအဲဒီကိုရောက်သွားခဲ့ပါပြီ။ ရွာကိုရောက်တော့သူလိုအပ်တဲ့အရာတွေကိုဝယ်နိုင်ခဲ့ပေမဲ့လည်းနောက်ကျနေခဲ့ပြီဖြစ်တာကြောင့်ရွာထဲမှာပဲညှိခဲ့ရပါတယ်။အနားယူနေတုန်းမှာတော့သူကဒေါ်ထဲမှာနေမိခဲ့တဲ့ထောင်ချောက်အကြောင်းရွာသားတွေကိုမေးမြန်းလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူသက်သမားတဦးကအဲ့ဒီဒေါ်ထဲမှာပုံအောင်နေခဲ့ဖို့ပြီးတော့ဒီထောင်ချောက်ကအဲ့ဒီလူခြံခဲ့တဲ့အရာ ဖြစ်နိုင်တယ်လို့ရွာသားတွေကသူ့ကိုပြောပြခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒါတွေကလွန်ခဲ့တဲ့၁၀နှစ်ကျော်လောက်ကဖြစ်ခဲ့တာပါ။တက်ဒီကရွာသားတွေပြောတာကိုဘယူးတဆိုင်နားထောင်ခဲ့ပြီးတဲ့နောက်မှာတော့ အဲ့ဒီညဂရင်းဘောလဲလျောင်းနေတုန်းမှာတော့သူကဆက်တွေးနေခဲ့ပါတယ်။ကဘာပေါ်မှာဒရိစံနေပဲနေထိုင်တဲ့နေရာဆိုတာမရှိဘဲနဲ့လူတွေနဲ့အဝေးဆုံးဆိုတဲ့နေရာမှာတော့မှအန်ဒီရှိတဲ့လူတွေပုံအောင်နေနိုင်သေးတယ်ဆိုတာကိုသဘောပေါက်မိသွားလိုက်ပါတယ်။နောက်တနေ့မနေ့သူနိုးလာတဲ့ချိန်မှာတော့ယာဒီဥဒုက လုံးဝပြောင်းလဲနေခဲ့ပါတယ်။ဒါမဲ့တက်ဒီထွက်မလာခင်မှာတော့ရွာသားတွေကသူ့ကိုတခုတတိပေးလိုက်ပါတယ်။သူတို့ရဲ့တွေ့ကြုံတွေကနောက်နေ့အတွင်းမှာနှင်းမုံနိုင်ကြီးကြားရောက်နိုင်တယ်ဆိုတာကိုပြောလိုက်ကြတာပါ။တကယ်လဲသူတို့ခံမှန်းထားတဲ့အတိုင်းပါပဲ။ အဲဒီညမှာပဲမုံတိုင်းကအားပြင်းနဲ့ရောက်ရှိလို့လာခဲ့ပါတယ်။နင်းတွေကပြင်းထန်စွာကြဆင်းနေပြီးတော့လေပင်တွေကလည်းမြေပြင်တလျှောက်တိုက်ခတ်နေပါတယ်။တယ်ရီကတော့သူ့ရဲ့တသားတယ်ရီလဲမှာပဲပိတ်ပြီးတော့နေနေခဲ့ပါတယ်။အပြင်ကအေးတဲ့ငါမကန်မရနိုင်အောင်ဖြစ်နေတာကြောင့်ဝင်းတွေတွေနေဖို့အတွက်မိဖို့ပေးမှာပဲကပ်ပြီးတော့အိတ်ခဲ့ရပါတယ်။ဒါမဲ့နောက်တရမနက်ကိုရောက်လို့သူထင်းထဲဖို့ကြီးတဲ့အချိန်မှာတော့အခန်းထဲမှာရှိတဲ့ထင်းမုံကကုန်နေပြီဆိုတာကိုတွေ့လိုက်ရပါတယ်။သူ့အနေနဲ့ထင်းထွက်ရှာရုံကလွဲပြီးတော့ဘာမှမတတ်နိုင်တော့ပါဘူး။ စင်းနေမုံတိုင်းကလည်းအရန်ပြင်းထန်တာကြောင့်သူ့မျက်လုံးတွေတော့အေးခဲစားဖြူလာခဲ့ပါတော့လေ။သူဘာမှမမြင်ရဘဲဖြစ်နေတာကြောင့်ရှေ့ကိုရိုင်နေနေနဲ့တွိုင်းလက်တွေနဲ့ဆမ်းပြီးတော့လမ်းလျှောက်ခဲ့ရပါတယ်။အချိန်တော်ကြောင့်သူကမုံတိုင်းထဲမှာမျက်စိလဲလမ်းပြောက်ပြီးရှောက်သွားနေရင်းနဲ့ပြန်လမ်းကိုရှာဖို့ကြိုးစားနေခဲ့ရပါတယ်။ဒါမဲ့သွားလေလေလမ်းပြောက်လေလေဖြစ်လာတာကြောင့်ပင်မနှွဲနဲ့ပြေးစေအားငယ်စွာနဲ့ပဲသူကမိုးပေါက်ကိုကောင်းမော်ပြီးတော့သူတက်နံသမ ्या အကျယ်ဆုံးအော်ဟေးလိုက်ပါတယ်။ ဒါမဲ့သူ့ရဲ့အော်ဒန်ကိုပြန်ပြင်မဲ့သူမရှိဘဲနဲ့သူ့ရဲ့ငွေကြေးတန်တွေကိုစီးနှင်းမုံတိုင်းရဲ့အဆုံးမရှိတဲ့အတန်တွေကပဲအပြေပြန်ပေးနေခဲ့ပါတယ်။တပြေးပြေးနဲ့သူ့ရဲ့ခွန်အားတွေပျောက်ကွယ်လာကသူခန္ဓာကိုယ်ကဆက်ပြီးတော့တောင်းမခံနိုင်တော့ဘဲနဲ့နင်းတွေထဲမှာတတိမေပြီးတော့လဲကျသွားခဲ့ပါတယ်။ခဏကြာမှာတော့မုံတိုင်းကအရှိန်လျော့သွားပြီးအဲဒီချိန်မှာခမင်းမဲပုံရိပ်တစ်ခုက ရုတ်တရက်ရောက်လာပြီးတော့သူ့နားကိုကတ်လာကတတိရဲ့ခန္ဓာကိုယ်ကိုမချီသွားပါတော့တယ်။အဲလူရဲ့ပုံရိပ်ကတတိကိုသူ့ရဲ့တသားအိမ်စီကိုပြန်တည်သွားခဲ့တာပါ။ ဒက်တီမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့သူကသူ့ရဲ့မိဖို့ဘေးနားမှာလဲလျောင်းလျက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။မိတွေတောက်လောင်နေတဲ့မိဖို့လည်းရှိနေပြီးဘေးနားမှာလည်းထင်းမုံတစ်ပုံကိုချထားတာကိုတွေ့လိုက်ရပါတယ်။ဇပွဲပေါ်မှာယူနေဘူးတိုးကထုတ်နေတဲ့ယူနေငွေတွေကလည်းခန်းထဲမှာပြန့်နှံ့နေခဲ့ပါတယ်။အဲနောက်ဒက်တီကထားထိုင်လိုက်ပြီးတော့ပပတ်လေးကိုကြည့်လိုက်ပေမဲ့လည်းဘသူကိုမှမတွေ့ရပါဘူး။အေဝဲစမ်းကြတဲ့သူကခြေရလက်ရမချမ်းခဲ့ပဲနဲ့ပျောက်ကွယ်သွားခဲ့တာပါအဲဒီချိန်ကစပြီးတော့တက်ဒီရဲ့စိတ်ကလည်းကနာမငြိဖြစ်လာပါတော့တယ် ်တတိယသူသက်ကိုကယ်ခဲ့တဲ့လူစိမ်းနဲ့အလွန်ကိုတွေ့ကျင်နေခဲ့ပါတယ်။နောက်တနေ့မှာတော့သူကသူသက်နဲ့ကိုဂိုင်ပြီးအိမ်သားမှာတနက်ပြစ်တာစတင်လေ့ကျင့်ပါတော့လေ။တနက်တန်ကသူ့ကိုကယ်တင်ခဲ့တဲ့လူရဲ့အာယုံဆိုင်မှုကရရှိစေနိုင် မလားလို့တွေးနေကြတာလည်းဖြစ်ပါတယ်။မကြာခင်မှာပဲထူးဆန်းတဲ့မျိုးသားတစ်ယောက်ကအနီးနားမှာပေါ်လာပါတယ်။ဒီမျိုးသားကနီနာကိုရောက်လာတဲ့အခါမှာတော့မင်းကကြည်စံတွေကို၎င်းဖြုံးပစ်နေတာလို့ ADA ဆက်ပြောလိုက်ပါတယ်။တက်ဒီကသူ့အတွက်တော့တနက်ဖြစ်တာကအစ်စ်စန်းဖြစ်တဲ့အကြောင်းပုံမှန်လင်းလင်းပဲပြန်ပြေးလိုက်ပါတယ်။ ဲလူကလည်းသူ့ကိုတနက်ပြင်းကြီးကိုတေချာတင်ပေးနိုင်တယ်လို့ပြောပါတော့လေဒါမဲ့ချင်းနေတချို့တော့ရှိပြီးတော့အဲ့ဒါကဒက်ဒီနေနဲ့သူ့ကိုအလဲလဲဖြစ်ကြည်စံတချို့ပေးရမယ်ဆိုတာပါပဲဒက်ဒီကလည်းချက်ချင်းသဘောတူလိုက်ပါတယ်ဒီနောက်မှာတော့သူကအဲ့ဒီထူးဆန်းတဲ့လူရဲ့လမ်းညုံမှုအောက်မှာသူကတိတိကျကျချိန်ပြီးတော့ပြည့်ရမယ့်နီလန်းတွေကိုလင်းလင်းမြန်မြန်ပဲတင်ယူနိုင်ခဲ့ပါတယ်။တင်လို့ပြီးသွားတဲ့အချိန်မှာတော့ဒက်ဒီတယောက်သူကရီအတိုင်းအဲ့ဒီသူကိုကြည်စံနေပေးလိုက်ပါတယ်။ ဒါမဲ့သူအဲ့ဒီလူကိုတခုခုထမ်းမေးလိုက်ဖို့ကြိုးစားလိုက်တဲ့အခါမှာတော့အဲ့ဒီလူရဲ့အတန်ကအေးဆက်သွားပြီးတော့သူ့အကြောင်းဘသူကိုမှမပြောပြဘူးတတိကိုတတိပေးလိုက်ပါတယ်။ပြီးတာနဲ့စကားတခုမှထမ်းမပြောတော့သူတို့နောက်ကိုလည်းလုံးဝပြန်မကြည့်တော့ဘဲနဲ့လှည့်ထွက်သွားပြီးတော့တော်ရဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။အဲညမှာတော့တတိကအဲ့ရပေါ်မှာအိမ်မရပဲလဲနေခဲ့ပြီးတွေးပေါင်းစုံလဲတွေးမိနေခဲ့ပါတယ်။အဲ့ဒီလူကဒီလိုမျိုးကြမ်းတမ်းပြီးတည်စီနိုင်တဲ့ပတ်ဝန်းကျင်မှာဆယ်နှစ်ကျော်ဘလို့များအသက်ရှင်နိုင်ခဲ့တာလေ။ ပြီးတော့ဒီလူကဘာလုပ်လဲဆိုတော့မိကုန်းတွေကမိုးလင်းတဲ့အထိကိုတတိယအတွေးတွေထဲမှာရောက်နေခဲ့ပါတယ်။နောက်တနေ့မနေ့ကင်းမှာတော့တတိယတောက်တောင်းနေစီကိုလျှောက်သွားနေတော့အန်းအသိဖို့ကောင်းစွာနေပဲသူကအဲ့ဒီလေးဝက်စမ်းကြတဲ့လူနဲ့ထပ်ပြီးတော့တွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီလူကတတိကိုစိုက်ကြည့်လိုက်ပြီးတော့ဘာလို့သူ့ကိုလိုက်ရှာနေတာလဲလို့မေးလိုက်ပါတယ်။တတိကတော့အဲ့လူကဘာလုပ်လဲဆိုတာကိုသိတဲ့အကြောင်းပြောလိုက်ပြီးတော့သူ့နံမီကိုမိတ်ဆက်လိုက်ပါတယ်။ပြီးတော့သူကယုံကြည်လို့ရတဲ့လူတယောက်ဖြစ်တဲ့အကြောင်းကိုလည်းထပ်ပြောလိုက်ပါတယ်။ တရီရဲ့ယူသားတဲ့စကားကိုကြားလိုက်တဲ့အချိန်မှာတော့အဲလူရဲ့မျိုးလုံးတွေကတန်တရားတွေလည်းကြော်နေသွားပါတယ်။တရီကတော့ပထမဆုံးအချိန်ဖြစ်သူ့အတွက်မိတ်ဆွေဖော်တယောက်ရတော့မယ်ဆိုပြီးတော့တွေးမိနေခဲ့ပါတယ်။အကြခင်မှာပဲသူတို့နှစ်ယောက်တော်ရဲမှာအတူတူမဲလိုက်ထွက်ကြပါတယ်။သူတို့နှစ်ယောက်တမင်တကောင်ကိုတွေးလိုက်တဲ့အချိန်မှာတော့အဲ့ဒီလူကတနက်ကိုလက်ထဲမှာမြင်းမြဲကင်ထားပြီးတော့ပျောက်လိုက်ပါတယ်။ဒီနောက်မှာတော့သူကတစ်ချက်ပြစ်လိုက်ပြီးတော့ကြီးစံတထောင်တဲနဲ့တမင်ကိုပြစ်ချနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကအတူတူတမင်ကိုဆွဲလာကြပြီးတဲ့နောက်မှာတော့ကံပေးကတက်တီရဲ့တဲစီကိုပြန်ယူလာခဲ့ကြပါတယ်။အဲညမှာတော့သူတို့ကတဲပြင်မှာမီးမွေးပြီးတော့အသားကိုကင်စားလိုက်ကြပါတယ်။တက်တီကအဲလူကိုဝိုင်းတစ်ခွက်ပေးလိုက်တဲ့အခါမှာတော့နှစ်ပေါင်းများစွာမတောက်ရတာကြာနေတဲ့အဲလူကဝိုင်းကိုတောက်လိုက်ရတော့မတက်မတာဖြစ်နေခဲ့ပါတယ်။ဒီထူးဆန်းတဲ့လူကတက်တီကိုဘာကြောင့်ဒီဝီလျံခေါင်ပြားနေတဲ့နေရာကိုလာရတာလဲဆိုတာကိုမေးလိုက်ပါတယ်။ ဒါဒီကလည်းရင်တုံးကသူ့ဘွားကြီးကမောင်မဲပြီးတော့အကြီးတန်းနေခဲ့တာကြောင့်အရာအလုံးကိုထားခဲ့ပြီးတော့ဒီနေရာမှာအစားကနေပြန်ဆကျင်နေတာအကြောင်းလို့ပြန်ပြေလိုက်ပါတယ်။အဲလူကလည်းခေါင်းကိုဖြည်းဖြည်းချင်းရမ်းလိုက်ပြီးတော့ဒီမိကလူတွေနေထိုင်ဖို့တင့်တော်တဲ့နေရာမဟုတ်ဘူး။လူတယောက်လုံးကိုနင်မွန်းသွားစေနိုင်တယ်လို့ပြောလိုက်ပါတယ်။ဣရာနဲ့သူကထားပြီးတော့ထွက်သွားပါတော့တယ်။နောက်ရက်တွေမှာတော့ဒါဒီတယောက်သူ့ကိုဘယ်နေရာမှာမှရှာမတွေ့တော့ပါဘူး။ရက်တွေတဖြည်းဖြည်းအကုန်လုံးသွားခဲ့ပြီးနေ့လယ်တစ်ခုမှတော့ဒါဒီတယောက်သူ့တဲလီနားမှာထင်းခုန်နေတော့ ရဟရင်တစည်းကအပေါ်ကနေခြေလောင်စွာပြန်တန်းသွားခဲ့ပါတယ်။ရဟရင်ကတောင်လီပေါ်ကနေပြန်တန်းသွားတာကိုတွေ့လိုက်ရတဲ့အခါမှာတော့တက်တီတယောက်အဲလူကိုလိုက်ရှာနေကြတာမှချက်ချင်းသဘောပေါက်လိုက်ပါတယ်။ဒါကြောင့်တက်တီလည်းဘာမှမစင်းသားတော့ဘဲနဲ့ဒေါ်ရဲကိုပြေးသွားပြီးတော့ခြေလောင်စွာအော်ခေါ်လိုက်ပါတယ်။သူ့တန်ကဒေါ်ရဲမှာပြစ်တင်ထပ်သွားခဲ့ပြီးတဲ့နောက်ဆုံးမှာတော့ပြန်ပြေးတဲ့အတန်ကိုကြားလိုက်ရပါတယ်။တက်တီအဲလူကိုမြင်လိုက်ရတဲ့အခါမှာတော့မောနေပုံရတာကြောင့်တန်းရရထားသေးလားလို့မေးလိုက်ပါတယ်။ အဲလူကတော့ပုံမှန်တိုင်းတည်တည်ငြိမ်ငြိမ်နဲ့ဒဏ်ရာရထားတာမဟုတ်ဘဲနဲ့အပေါ်ကရဟယင်တဲ့လူတွေကလည်းဝဝင်လာပြစ်ကြတဲ့လူချမ်းသာတွေပဲဆိုတာကိုပြောလိုက်ပါတယ်။သူကနင်းဘော်ကသွေးရကိုလက်ညှိုးထိုးပြပြီးတော့အနီးနားမှာဒဏ်ရာရထားတဲ့ဝဝတကောင်ရှိတာကြောင့်သူတို့ကံကောင်းရင်တင်ကြအတွက်အသားစားရလိမ့်မယ်လို့ပြောပြီးတော့တတိကိုရှေ့ကနေခေါ်သွားပါတော့လေ။သူတို့တောင်တွေကိုတက်သွားနေတော့မှပဲကောင်းငင်ကလည်းမောင်မဲလာနေပါတယ်။အဲဒီလူကမျက်မှောင်ကျုပ်ပြီးတော့မုံတိုင်းလာတော့မှကြောင့်သူတို့ချင်းချင်းပြန်လဲမှဖြစ်မယ်လို့ပြောလိုက်ပါတယ်။ တို့နှစ်ယောက်ပြန်ပြန်လာကြပါမယ်။မြင်းတွေကမြင်မြန်ဆန်ဆန်ကြလာပြီးတော့လေကလည်းရမ်းကိုပြင်းထန်နေခဲ့ပါတယ်။တို့နှစ်ယောက်လုံးမုံနှဲကြမှာနှိမ့်မြုပ်သွားခဲ့ကြပြီးဘာမှလည်းမမြင်ရတော့ဘဲနဲ့အေးခဲစွာနဲ့ပဲတို့ကရှေ့ကိုဆက်သွားခဲ့ကြရပါတယ်။မျောလင်းချက်ပျောက်ွယ်လူနေနေဖြစ်တဲ့အချိန်မှာပဲအဲလူကရေခဲတူတူအောက်မှာရှိနေတဲ့ကူတစ်ခုကိုရှာတွေ့လိုက်ပါတယ်။တို့နှစ်ယောက်သားလည်းနှင်းတွေရေခဲတွေကိုခွဲလိုက်ပြီးတော့အတွင်းထဲကိုတွားသွားဝင်ခဲ့ကြပါတယ်။အတွင်းကိုရောက်တဲ့အချိန်မှာတော့အဲဒီလူကစီးနှင်းမုန်တိုင်းကနေကာဝယ်နိုင်ဖို့အတွက်ကိုယ်ဝင်ဝါကိုနှင်းတွေနဲ့ပိတ်ဆို့လိုက်ပါတယ်။ ဒါမဲ့တရီရဲ့တကူလုံးကပြင်းထန်စွာတုန်ခါနေခဲ့ပြီးတော့သူကလဲကျလူနေနည်းကိုဖြစ်နေခဲ့ပါတယ်။ဒီလူကတော့တရီကိုမအိလိုက်ဖို့တတိပေးနေပြီးတော့အိလိုက်တာနဲ့တသလုံးနိုးလာတော့မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။တရီနိုးနေအောင်လို့အဲဒီလူကသူ့ရဲ့အရင်နှုန်းကဇာတ်ကြောင်းတွေကိုပြန်ပြောင်းပြောပြလိုက်ပါတယ်။သူကလွန်ခဲ့တဲ့ဆယ်နှစ်နှစ်ကဖြစ်ခဲ့တဲ့အရာတခုအကြောင်းကိုပြောပြလိုက်ပါတယ်။တင်းမှာသူကစစ်တပ်ကသူ့ရဲ့အရင်အရာရှိဟောင်းနဲ့တွေ့ခဲ့ကြပါတယ်။သူတို့ကနှစ်ပေါင်းများစွာမတွေ့ခဲ့ကြတာကြောင့်အစာပိုင်းမှာတော့ပျော်ပျော်ရွှင်ရွှင်နဲ့စကားပြောနေခဲ့ကြပါတယ်။ ဒါမဲ့မကြခင်မှာပဲအဲ့ဒီယာရှိကကြွားလာပြီးသူ့ရဲ့အိမ်ကဘလောက်ဈေးကြီးကြောင်သူ့ရဲ့ဈေးကြီးတဲ့ကားတွေကြောင်သူ့ရဲ့လှပတဲ့ဇနီးပြီးတော့သူကလေးတွေကဘလောက်ထမြင့်ကြောင်နဲ့အကောင်းဆုံးကျောင်းနေတဲ့ကတခုမှတက်ရောက်နေကြောင်ကြွားနေခဲ့ပါတော့လေဒါမဲ့အဲ့ဒီလူကတော့တိတ်ဆိတ်စွာထိုင်နေခဲ့ပြီးတော့သူ့ရဲ့ကိုဝိုင်ဘွားကသူ့စိတ်ထဲမှာပေါ်လာခဲ့ပါတယ်သူ့ရဲ့ကိုပိုင်မိသားစုကတော့ပြိုကျနေခဲ့ပြီးသူကလည်းကျွေးတွေပြိနေခဲ့တာပါချက်ချင်းမြတ်တာနဲ့နှွေးတွေးမှုဆိုတာကလည်းသူ့အိမ်မှာပျောက်ကွယ်နေခဲ့တာပါ အဲ့လိုနဲ့မနာလိုမှုတွေကဒေါသဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့သူ့ရဲ့လက်တွေကလည်းဒေါသကြောင့်တုန်ခါနေခဲ့ပါတော့လေ။နောက်ဆုံးမှာတော့ဒေါသကြောင့်ဘာမှမသိတော့ဘဲနဲ့သူကဇပွဲပေါ်ကဓာတ်ချောင်းကိုဆွဲယူလိုက်ပြီးတော့မသိလိုက်ခင်ပါနေမဲ့အဲ့ဒီရာရှိရဲ့အသက်ကိုယူမိလိုက်ပါလေ။ဒီနောက်မှာတော့သူကသူ့ရဲ့ရာဇဝမှုကြီးကိုထမ်းပိုးရင်းနဲ့ဒေါရီတဲကိုထွက်ပြေးခဲ့တယ်လို့အဲ့ဒီချိန်ကစပြီးတော့သူကအဲ့ဒီမှာပုံအောင်နေခဲ့တာ၁၂နှစ်တောင်ရှိနေခဲ့တာပဲဖြစ်ပါလေ။တယ်ဒီကတော့သူ့ကိုကယ်တင်ခဲ့ဘူးတာကြောင့်အရင်တုန်းကဘလို့လူပဲဖြစ်ခဲ့ဖြစ်ခဲ့အခုရေးမကြည့်ပါဘူးလို့ပြောလိုက်ပါတယ် အဲလူကလည်းခေါင်းကိုဖြည်းဖြည်းချင်းမြှောက်ပြီးတော့တက်တီကိုတက်တက်ကြည့်လိုက်ပါတယ်။အပြင်ဘက်မှာတော့မုံတိုင်းကအရှိန်ကျသွားပြီးတော့နှင်းတွေကလည်းနောက်ဆုံးမှယောပါသွားခဲ့ပါပြီ။သူတို့နှစ်ယောက်ကလည်းဂူရဲကနေဘီကင်းစွာထွက်လာခဲ့ကြပါတယ်။အပြင်မှာအဲလူကတက်တီကိုသူ့ရဲ့ကိုပိုင်ပုံအောင်နေရာစီကိုခေါ်သွားခဲ့ပါတယ်။တက်တီအတွင်းထဲဝင်လိုက်တာနဲ့သူ့ရဲ့မျိုးလုံးတွေကနိုင်ရွယ်ပေါ်ကိုကြီးမိလိုက်ပြီးတော့နိုင်ရွယ်ပေါ်မှာလည်းနှစ်တွေကိုရေတွယ်ရင်းနဲ့ထွင်းထားတဲ့မှတ်သားတွေကိုတွေ့နေခဲ့ရပါတယ်။မှတ်သားတို့ခုစီကနေကုံလုံခဲ့တဲ့အချိန်ရဲ့မှတ်တမ်းတစ်ခုဖြစ်နေပါတယ်။ နောက်တဲ့၃နှစ်နေတော့15နှစ်ပြည့်ပြီဖြစ်ပြီးတော့အဲ့ဒီနောက်မှာသူမိသားစုစီပြန်သွားမယ်လို့လူကြီးကတက်ဒီကိုတိုးတိုးလေးပြောလိုက်ပါတယ်။သူကသူကလေးတွေရဲ့ဓာတ်ပုံဟောင်းတချို့ကိုထုတ်ပြီးတော့တက်ဒီကိုလည်းပြခဲ့ပါတယ်။သူကတက်ဒီမှာကလေးတွေရှိလားလို့မေးလိုက်တဲ့အခါမှာတော့တက်ဒီကကောင်းကားလိုက်ပါတယ်။တက်ဒီကတော့သူကကဘာကြီးစီကချီနှောင်မှုတွေကိုမုန်းလိတာကြောင့်ဒီညာကိုလွတ်လပ်မှုတွေကိုရှာဖွေဖို့ရောက်လာတာလို့ပြောလိုက်ပါတယ်။အဲ့လူကလည်းတက်ဒီကိုတင်းငိမ်စွာပဲကြည့်နေပါတယ်။ဒီနောက်မှာတော့ပထမဆုံးအကြိမ်ဖြစ်တက်ဒီကနက်နက်နဲနဲတွေးမိလိုက်ပါတယ်။ သူရဲ့လွတ်လပ်မှုတွေကိုရှာဖွေဖို့ထွက်ပြေးခဲ့တာနဲ့ပေါ်အောင်မှုထွက်ပြေးခဲ့တာနှစ်ခုကြားမှာတကယ့်ခြားနာချက်ကဘာလဲဆိုပြီးတွေးနေခဲ့တာပါဒီနောက်မှာတော့တက်ဒီကကြောင်းရွံ့မှုမရှိဘဲနဲ့နေတိုင်းတက်ဖို့တင်ယူခဲ့ပါတယ်တခါတရံသူကအဲ့လူစီကိုသွားလဲပြီးတော့သူတို့နှစ်ယောက်သားရေပြင်နားမှာနိုင်ပေါင်းများစွာထိုင်နေကငားများရင်စကားပြောရင်းနဲ့သူတို့ရဲ့တိတ်ဆိတ်မှုကိုမျှဝေနေခဲ့ကြပါတယ်ညနေခင်းတစ်ခုမှာတော့တက်ဒီတယောက်မိဘန်းတစ်ခုကိုထွန်းလိုက်ပါတယ်အန်နီကသူ့ရဲ့မွေးနေ့ဖြစ်တာကြောင့်မွေးနေ့ပွဲလေးကိုသူ့ရဲ့ကိုပိုင်နီလန်းလေးနဲ့ကျင်းပချင်ခဲ့တာပါ ဒါမှမဟုတ်တောက်ပနေတဲ့မိဘန်းကိုကန်တဖက်ချမ်းကရွာသားတွေကမြင်သွားလိမ့်မယ်ဆိုတာတော့သူမသိခဲ့ပါဘူး။နေပေါင်းများစွာပေါ်အောင်နေခဲ့တဲ့လူကြီးကလည်းရုတ်တရက်ရောက်လာတဲ့အန်ဒီရဲ့ကြောင့်ထိတ်လန့်သွားရပါတယ်။သူကအိမ်မြင်ကိုမြန်လျှော့ချလိုက်ပြီးတော့တစ်သားအိမ်ရဲ့နောက်ဘက်မှာပုံနေခဲ့ပါတယ်။တကားပိတ်သွားတဲ့တံကိုတက်တီကြားလိုက်ရတဲ့အခါမှာတော့တခုခုမားနေပြီဆိုတာကိုသိလိုက်ပါတယ်။ဒါကြောင့်တက်တီတယောက်စပွဲပေါ်ကဝိုင်ဖန်ကွက်တွေကိုဝက်လိုက်ပြီးတော့အဲ့လူရဲ့အိယာခင်းတွေကိုတင်းလိုက်ပါတယ်။မကြခင်မှာပဲရွာသားတွေကဝင်လာကြပေမဲ့ဘာမှထူးဆန်းတာတွေကိုမတွေ့ခဲ့ကြပါဘူး။ ါတော့မှသူတို့ကကောင်းကင်ဘော်ကချက်ပြမီးကိုတော့တွေးခဲ့ကြပါတယ်။သူတို့ထဲကတယောက်ကຫນွေဥပေါတော့မှာကြောင်းနင်းຫນွေစတဲ့အရေးပြောတာနဲ့မသိနိုင်တဲ့အန်ရီရောက်လာလိမ့်မယ်ဆိုပြီးတော့တတိပေးလိုက်ပါတယ်။ဒါဒီကိုလည်းဒီမှာတယောက်တည်းမနေတင်ဘူးလို့ရွာသားကပြောလိုက်ပါသေးတယ်။ဒါမဲ့တယ်ဒီကတော့ခေါင်းကိုခါရမ်းပြီးတော့ဘယ်မှမသွားဘဲနဲ့ဒီမှာပဲနေမယ်လို့ပြောလိုက်ပါတယ်။ရွာသားတွေကဘာမှမငင်းကြတော့ဘဲနဲ့ခဏကြာမှတော့ထွက်သွားခဲ့ကြပါတယ်။တယ်ဒီတယောက်အဲ့လူကိုပြန်မကောရဲဖြစ်ခဲ့ပေမဲ့လည်းအဲ့လူကအကုန်လုံးကိုကြားလိုက်ပြီးသားပဲဖြစ်ပါတယ်။ အိုင်းတော့သူကထွန်မသွားခင်မှာဒီနေရာက12နှစ်လုံးလုံးသူ့အတွက်လောင်ရင်ဖြစ်ခဲ့ရတယ်လို့မျိုးဒက်ဒီအတွက်လည်းလောင်ရင်မဖြစ်စေချင်ဘူးလို့တော့ပြောလိုက်ပါတယ်။ရွက်တီကုန်လုံးသွားခဲ့တယ်လို့ယာဒီဥရုကလည်းပုံနွေးလာခဲ့ပေမဲ့အဲ့လူကတော့ပုံမလာတော့ပါဘူး။ဇိုးရီစိမ့်နဲ့ဒက်ဒီတောင်သူ့ကိုရှာဖွေခဲ့ပြီးတော့သူ့ရဲ့ပုံအောင်ရာနေရာကိုလည်းရောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမှာတော့တချိန်ကတန်မာခဲ့တဲ့ရှင်တန်ရက်တီနေသူကြီးကအခုတော့ဖျားနာမှုကြောင့်အားနေနေရာကိုတွေ့လိုက်ရပါတယ်။ အဲ့လူကဘာမှမပြောဘဲသူကခက်ပြော့ပြော့ပြုံးပြပြီးတော့ဒီတကာသူမတက်တာလာရင်သူခန္ဓာကိုယ်ကိုကန်ထဲမှာတကြိုပေးပါလို့ပဲပြောခဲ့ပါတယ်။ချက်ချင်းပဲဒယ်ဒီကလည်းသူ့မိသားစုကိုတော့မတွေးရသေးပဲအဲ့လူမပြောဖို့အတွက်ဖြတ်ပြောလိုက်ရပါတယ်။ဒါမဲ့အဲ့လူရဲ့ခြေနေကဒယ်ဒီတခြားပို့ပြီးတော့ဆိုးလာနေခဲ့ပါပြီ။ဒယ်ဒီကသူ့ကိုဈေးကန်းကိုလိုက်ပို့မယ်လို့ပြောပေမဲ့လည်းသူကတော့ငြင်းဆန်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူကစကားတခုနဲ့ကိုပဲထပ်ခါတလဲလဲပြောနေခဲ့ပါတယ်။ နောက်တနေ့မနေ့မှာတော့အဲလူကစိတ်ပြောင်းသွားပုံပေါ်လာပြီးတော့သူကဒက်တီကိုမျိုးရဲကိုသွားပြီးတော့ဈေးဝါတချို့ပြန်ယူလာပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲတော့သူကစားရဆောင်ကိုလည်းဒက်တီလက်ထဲထည့်ပေးလိုက်ပြီးတော့သူ့အတွက်ပို့ပေးခဲ့ဖို့ပြောခဲ့လိုက်ပါတယ်။ဒါကြောင့်ဒက်တီလည်းမဆိုင်မတွဘဲနဲ့သဘောတူလိုက်ပါတယ်။ဒက်တီထွန်းမသွားခင်မှာပဲအဲလူကသူ့နောက်ကနေလန့်ခေါ်လိုက်တဲ့ခါမှာတော့ဒက်တီလည်းလှည့်ကြည့်ပြီးအဲလစ်ဆိုတဲ့အဲလူကြီးရဲ့နာမည်ကိုကြေလျောစွာအော်ခေါ်လိုက်ပါတယ်။ဒီကိုက်တန်လေးကတော့လမ်းပြောင်းနေခဲ့ကြတဲ့ဝိညာဉ်တစ်ခုစုံစည်းခဲလိုက်ကြတဲ့အချိန်လေးတစ်ခုဖြစ်သွားခဲ့ပါတယ် ရင်းတွေကအခုရေပြောနေပြီဖြစ်တာကြောင့်တက်ဒီကလေနဲ့ကံကိုဖြတ်ပြီးတော့ရွာကိုဖြတ်တန်းကမြို့စီကိုလည်းသွားခဲ့ရပါတယ်။ရင်းနေငယ်ကြမှာတော့သူကဆေးကန်းကိုရောက်သွားခဲ့ပြီးဆေးတွေဝယ်ခဲ့ကပြီးတာနဲ့စားလိုက်ကိုသွားခဲ့လိုက်ပါတယ်။တက်ဒီကြောင့်သူရဲ့စားကိုသိမ့်မဖက်တတ်တာကြောင့်ဆေးမာလီကိုအဲ့ဒီစားထဲမှာဘာရီးထားလဲဆိုတာမိလိုက်ရပါတယ်။စားထဲမှာတော့တက်ဒီကိုတုံလို့သွားစီမဲ့စားရီပဲပါနေခဲ့ပါတယ်။စားထဲမှာတော့တက်ဒီကဆန်းသတ်မှုကိုအောင်မြင်ခဲ့ပြီးဖြစ်တာကြောင့်ခီးရဲ့တဝက်ကပြေဆုံးသွားခဲ့ပါပြီ။တမာစွာနဲ့ပဲဆက်လက်ရှေ့ဆက်ပြီးတော့လမ်းလျှောက်ပါ။ အခုလွက်လက်ပြီးမှမကြောက်ပါနဲ့လို့ရေးထားခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့အဲဒီစာကတခြားသူအတွက်တော့မဟုတ်ခဲ့ပါဘူး။ဒါကတတိတွေပဲဖြစ်ပြီးတော့ Alice ကစာပို့ဖို့အစီအစဉ်မရှိခဲ့တာပါ။ဒါကတတိကိုရေကန်ကြီးပေးနာကနေလွှတ်ပေးလိုက်တဲ့သူ့ရဲ့နီလန်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ကြောက်လန့်တကြားနဲ့ပဲတတိတယောက်တညာလုံးမယမနာခီးသွားရင်းနဲ့အမြန်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူကံကိုရောက်တဲ့အချိန်မှာတော့အရန်နောက်ကျသွားပြီဖြစ်က Alice ကထာဝရထွက်ခွာသွားခဲ့ပါပြီ။ရဲနေငယ်အတွက်မှာတော့ကံရဲ့ရေခဲတွေလည်းလုံးဝရေပျော်သွားခဲ့ပါတယ်။ ဒက်ဒီကအဲလစ်ရဲ့ခန္ဓာကိုယ်ကိုလင်ငယ်လေးထဲမှာထည့်ပြီးတော့ကံလေကိုလှော်ခတ်ကအဲ့ဒီမှာအချင်းကြာကြီးတိတ်ဆိတ်စွာထိုင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကအဲလစ်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပြီးတော့သူ့ကိုရေထဲကိုလွတ်လပ်ခွင့်ပေးလိုက်ပါတော့တယ်။ဒက်စီကိုပြောင်းတဲ့အချိန်မှာတော့ဒက်ဒီတောင်မုတ်စိတ်မွေးကြီးကိုရိတ်လိုက်ပါပြီ။သူကပစ္စည်းတွေကိုထုတ်ပို့လိုက်ပြီးတော့တသားအင်ကိုနောက်ဆုံးအချိန်တန်ရှင်းလုပ်လိုက်ကဆုံးဖြတ်ချက်တစ်ခုကိုလည်းချလိုက်ပါတယ်။နောက်ဆုံးမှာတော့သူဒီညကနေထွက်ခွာပါတော့မယ်။ ကျောင်းရံပြေးထွက်ပြေးဖို့မို့ပဲဒီတစ်ခုမှာတော့တက်တီတွေနဲ့သူတစ်ချိန်ကထွက်ပြေးလာခဲ့ဘူးတဲ့ကဘာစီကို LS ပေးခဲ့တဲ့ခွန်အားကိုယူဆောင်ပြီးတော့ပြန်သွားဖို့ပဲဖြစ်ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျ။